ပလဲမြို့နယ်မှာစစ်ကောင်စီရဲ့တိုက်လေရင်ပြစ်ချခံရမှုမှာလေရင်ကြက်ကြနေတဲ့အဆောက်အဦးထဲမှာရှိနေတဲ့ပြည်သူအနည်းဆုံး၄ဦးသေဆုံးခဲ့တယ်လို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတည်ရပါတယ်။တရုတ်နိုင်ငံထုတ် F7 အမျိုးအစားလို့ယူဆရတဲ့စစ်တပ် Jet Fighter တစ်စီးဟာပလဲမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေတဲ့တန်တောက်ရွာနဲ့ဇီးဖြူကုန်းရွာထံလေချောင်းချစ်ကူပေးနေစဉ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပြစ်ခတ်ခြင်းခံရပြီးစပယ်စီးရွာတွေကြက်ကြကမီးလောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ နော်လင်းပြတ်တောက်မှုမှာတော့ဒီပေါ့နော်ရက်သားအဲ့မှာစစ်ဆောင်နေတဲ့အင်းဘီသူရောဒေတာကံဒီလေးဦးတည်ဆုံးတယ်လို့တော့ကျွန်တော်တို့ကြားသိရတာရှိသေးတာဗျဒီမေပြင်းတော့ဒီမိုးတွေလည်းရွာတာရောဆေးရည်ရလည်းတော့ဖို့လောက်ဝင်နေနေရှုပ်ထွေးတာရောဆိုတော့တိကျတော့မသိရသေးဘူးပေါ့နော်ဟွန်းအဲ့အဲ့လိုက်ချင်နေတော့ကျွန်တော်တို့သိရပါတယ်တိတိကျကျတော့မသိရသေးပါဘူးရွာ ဲ့ဒီ jet fighter ကိုပြည်သူလူမျိုးရေးတပ်မတော် PLA ကပြစ်ချခဲ့တာဖြစ်ကြောင်းထုတ်ခေါ်ပြောဆိုထားပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကဒေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်အနီးအနားကကျေးရွာ20လောက်ကဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိတ်ရှောင်နေရပါတယ်။အဲ့ဒီမှာတော့လေရင်ပိုင်းဆိုင်နေမိလောင်တဲ့အတွက်ကတော့ဒေတာအဲ့ဒီရွာမှာရှိတဲ့ဖုံးကြီးကြောင်းရော အပြည့်သူနေနှလုံးတမမို့၃လုံးလောက်ရောပျက်စီး မိလောင်သွားတဲ့အခြေအနေတော့ရှိပါတယ်ဗျာအဒီလေရင်ပြတ်ကြမှုတော့နောက်ဆုံးအခြေအနေတော့ဒီမနေ့တုန်းကအီ7နှစ်နေပြီ3နာရီ4နာရီအတွန်းမှာတော့ဝိုင်းတွဲရော jet fighter ရော၄ချိန်ထက်မနေတော့လာပြီးတော့ပြစ်တာခတ်တာတော့ရှိတယ်ပုံကျဲတာတည်းရှိတယ်အဲ့ဒီအခြေအနေကနေခုချိန်ထိတော့လေရင်နဲ့ဒီပြစ်တာခတ်တာတွေလာပုံကျဲတာတော့မရှိသေးဘူးဗျဒီနေ့မှလည်းတခြားနေရာတွေတိုက်ပွဲတွေပြင်းထန်လို့လာပါလာတော့မတည်ဘူးပေါ့နော် 本来要请你，哒哒哒，那是请你宝贝儿。